ရေဖြူမြို့နယ်ဒဝဲအထူးစီးပွားရေးဆောင်တဲ့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်က၃ရက်ကြာဖမ်းဆီးထားတဲ့ဒေသခံလေးဦးပြန်လည်လွတ်မြောက်လာတယ်လို့ဒေသခံတွေစီကသိရပါဗျ။တတင်းပြေဆောင်ကိုဒဝဲဝက်ရှိုင်းဒေါ်တာတူဦးကပြောပြပေးသွားမှာပါရှင်။ရေဖြူမြို့နယ်ဒဝဲထိုးစီးပွားရေးဆောင်ထဲကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်က၃ရက်ကြာဖမ်းဆီးထားတဲ့ဒေသခံလေးဦးပြန်လည်လွတ်မြောက်လာတယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဇော်လ23ရက်နေ့မနေ့ပိုင်းမှာရလရွာကိုရှောက်ရှိချေဒေသခံမျိုးသားတုံးနဲ့အမျိုးသမီးတုံးတို့ကိုဖမ်းဆီးခဲ့တာပါဖမ်းဆီးပြီးတုံးရဲ့မြောက်ဖြစ်တဲ့ဒီနေ့ဇော်လ25ရက်မနေ့ပိုင်းမှာစစ်ကောင်စီတပ်ကပြန်လုခဲ့တယ်လို့ဒေသခံမျိုးသားတို့ကပြောပါတယ်အေးစေချောင်းဟာဇော်လ16ရက်ကစလို့လောင်မျိုးနယ်စခန်းကြီးရွာကနေတစင်းဒီဝဝင်ဒီဝထွက်ပုံစံနဲ့စစ်ကြောင်းထိုးနေတာပါ စစ်ကြောင်ထိုးလာတဲ့နေကစာပြီးဒီနေ့ဂျွန်လာ25ရက်နေ့အထိရတရပတပကျော်ကာလာတွင်ဒေါ်လာ1တပ်ဖွဲ့တွင်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာမရှိဘူးလို့ဒေသခံတွေက ဆိုပါတယ်။ဒါပေမဲ့မိုတဲ့ထန်စွာရွာနော်တာနဲ့ရာသီဥတုဆိုပြတဲ့အခြေအနေတွေကြောင့်အဲ့ဒီစစ်ကြောင်မှပါတဲ့စကောင်းစီတာတာချိုဟာလန်ကီမှာဖြာနာတာဝမ်ပြက်ဝမ်ရှော်တာတွေဖြစ်ခဲ့တယ်လို့စုံစမ်းသိရပါတယ်။ဒါပြင်ဒီနေ့မနေ့ပိုင်းမှာ အင်အားနေရာနေပါရှိအဲလိစကောင်စီစစ်ကြောင်းရဲ့တပ်သား80လောက်က ရေဖြူမြို့ဘက်ကို ပြန်လည်ထွက်ခွာသွားပြီးအင်အားတရာကျော်ကတော့ဒုဝက်ထူစီပွားရေးဆို အတွင်ရှိရင်းနဲ့စိတ်ကန်စီမံကိန်းဧရိယာကိုဝင်ရောက်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ကိုတောင်မြို့ရဲ့အနောက်တောင်ဘက်ပင်လယ်ပြေထဲမှာ24နာရီအတွင်း Richter scale 5အဆင့်ရှိတဲ့ငလျင်3ခုလှုပ်ခတ်ခဲ့တယ်လို့စစ်ကောင်စီရဲ့အမှုစလာကထုတ်ပြန်ပါတယ်။ မနေ့ကဇွန်လ25ရက်နေ့ညနေ4:29မိနစ်မှာကော့တောင်းမြို့ရဲ့အနောက်တောင်ဘက်မိုင်300ဝန်းကျင်ဝေးတဲ့ပင်လယ်ပြင်ထဲမှာအနက်10ကီလိုမီတာကိုဗဟိုပြုပြီးအင်အား4.8အဆင့်ရှိတဲ့ငလျင်တစ်ခုလုတ်ခတ်ခဲ့ပါတယ်။ဇွန်လ24ရက်နေ့ညနေ4:48မိနစ်ကလည်းအဲ့ဒီနေရာဝန်းကျင်မှာပဲအနက်10ကီလိုမီတာဗဟိုပြုပြီးအင်အား4.8အဆင့်ရှိတဲ့ငလျင်တစ်ကြိမ်ည9:42မိနစ်မှာလည်း အင်အားရစ်ချတာစကေး၅အဆင့်ရှိတဲ့ငလျင်တစ်ကြိမ်လှုပ်ခတ်ခဲ့တယ်လို့သိရပါဗျ။ပြည်သူ့ကာကွယ်ရေးတပ်မတော်မြေခင်တရင်နှစ်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ပန်တာဟာစစ်ကောင်စီနဲ့နှစ်ဖက်တိုက်ပွဲအတွင်းမှာကြာဆုံးခဲ့ရတယ်လို့တပ်ဖွဲ့ကမနေ့ကထုတ်ပြန်ပါဗျ။ရဲဘော်ပန်တာဟာအခုလ23ရက်နေ့ကစစ်ကောင်စီနဲ့တိုက်ပွဲမှာအပြန်အလှန်ပစ်ခတ်ရင်အသက်ပေးခဲ့ရတာလို့ဆိုပါတယ်။တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်းစစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေနှစ်ဖက်တိုက်ပွဲပြန်လည်ပြင်းထန်နေတာဖြစ်ပါတယ်။တနင်္သာရီမျိုးနဲ့ဘလမုတ်ကြီးရွာနာမှာရှိတဲ့ရန်ဖို့ရွာမှာစစ်ကောင်စီရင်တန်းကိုတော်လှန်ရေးတပ်တွေကတရက်ထဲနှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇွန်လ24ရက်နေ့မွန်းလွဲ2နာရီလောက်မှာမြေမြူဖက်ကနေတနင်္သာရီဖက်ကိုစစ်ကောင်စီတပ်သားအင်အားအပြည့်တက်လာတဲ့မော်တော်ယာဉ်တစ်စင်းကိုရန်ဖို့ရွာနာမှာမိုင်းဆွဲပြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးမိနစ်အနည်းငယ်အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်လို့မြေပြည်သူကော်မတီအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ညနေ3:00နာရီဝန်းကျင်မှာလဲတနင်္သာရီမြို့အခြေဆိုင်စစ်ကောင်စီရဲ့အမှတ်959ချီမြတ်တရင်ကနေမြို့မြို့ဘက်ကိုပြန်လာတဲ့မော်တော်ယာဉ်6စီးပါရင်တန်းကိုရမ်းဖို့ရွာမှာတော်လိုင်းတပ်ဖွဲ့တွေကစောက်ကြိုတိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တချို့ကပြောပါတယ်။အဲ့ဒီရှင်တန်းမြို့ဘက်ကိုမသွားခင် စစ်ကောင်စီရဲ့အမှတ်306အမြောက်တပ်ကရမ်းဖို့ရွာဘက်ကို120မမလက်နက်ကြီးလေးလုံးပြတ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုနှစ်ကြိမ်အတွင်းစစ်ကောင်စီဘက်ကထိခိုက်သိမ်းဆုံးမှုအခြေအနေကိုတော့မသိရသေးပါဘူး။ ော်လန်ကြီးတပ်ဖက်ကတော့ထိခိုက်မှုရှိခဲ့ဘူးလို့ဆိုပါတယ်။တိုက်ခိုက်မှုကိုတနင်္လာရီပောက်ခဖအဆုံသုံးဘူခရင်တပ်ဖွဲ့မြေပြည်သူကောက်ွယ်ရေးအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဇွန်လအတွင်းစစ်ကောင်စီတပ်ကတိန်ခွန်ရွာကိုအင်အားဖြစ်တင်ပြီးစစ်ရေးပြင်ဆင်နေတဲ့အတွက်တနင်္လာရီမျိုးနယ်ထဲကပြည်တော်စုလမ်းတစ်လျှောက်မှာတိုက်ပွဲတွေခက်ဆစ်စိတ်ဖြစ်ပွားနေပါဗျာ။